ဂျေငဲလျော့ကို1928ခုနှစ်အော်တိုဘာလ10ရက်နေ့အမေရိကန်ပြည်ထောင်စုအော်ရီဂွန်ပြည်နယ်ပေါ်တန်မြို့မှာမွေးဖွားခဲ့ပါတယ်။ဒေဝေမိဘတွေကယုံကြည်မှုခိုင်မာတဲ့ခရစ်ယာန်မိသားစုတွေဖြစ်ပြီးတော့တားသမီးတွေကိုလည်းနှုတ်ကပတ်တမန်တရားအတိုင်းပဲအမြဲတမ်းဆုံးမလေးရှိပါတယ်။အဲအကြောင်းဂျေမကအသက်6နှစ်အရွယ်မှာကတည်းကသခင်ယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ပါတယ်။အဲ့ဒါပြင်သူ့ရဲ့မိဘတွေကနှုတ်ကပတ်တော်တိုင်းတင်ထားသလိုပဲဂျေမကခရစ်တော်အတွက်အသက်ပေးပြီးတော့သာသနာပြုခြင်းနဲ့စိတ်ရအားကိုလည်းထက်သန်နေခဲ့ပါတယ် သူကအီကွေဒေါ်နိုင်ငံမှာရှိတဲ့ဟော်ဝရာနီလူမျိုးစုတွေစီမှာသာသနာပြုဖို့အတွက်ပြင်ဆင်ခဲ့တယ်။အဲ့လူမျိုးစုတွေကရက်ဆက်ကြမ်းကြုတ်ပြီးတော့သူတို့လူမျိုးစုမဟုတ်တဲ့ဝင်လာသမျှဒဇိန်တွေကိုလည်းတပ်ပစ်လေးရှိကြတယ်ပေါ့လေ။ဒါမဲ့ဂျင်းကထူးဆန်းစွာနေပဲအဲ့အရာတွေကိုကြောက်မနေပဲနဲ့အဲ့လူမျိုးစုတွေအေဝံဂေလိသတင်းစကားကိုကြားပြီးတော့ဖျားကိုတိလာဖို့လှုပ်ဆောင်စရာရှိရာတွေကိုစပြီးတော့လှုပ်ဆောင်ပါဦး။တို့နဲ့တို့တို့လက်တွဲလှုပ်ဆောင်မဲ့တငယ်ချင်း9ယောက်စလုံးကအဲ့လူမျိုးတွေစီကိုချင်းကပ်ဖို့အတွက်အခြေခံဘာသာစကားကိုလေတင်ယူလေ့လာခဲ့ကြတယ်။ ။အဲ့ဒါနဲ့ပဲသူတို့တငယ်ချင်းအဖွဲ့အစည်းတွေမှာလေမှုတယောက်လည်းပါတဲ့အတွက်ကြောင့်မလို့သူတို့ကပိုက်ပါပီ14လေရင်နဲ့အဲ့လိုမျိုးစုရှိရနေရာစီကို ပြန်တန်းပြီးတော့ဝင်းကနေတစင်းစပီကာအတန်ပေးပြီးတော့လက်ဆောင်ပစ္စည်းတွေကိုချပြီးတော့ချင်းကပ်ခဲ့ကြတယ်။အဲ့လိုမျိုးနီလန်းနဲ့ပဲအချင်းအနှင်းငယ်လောက်ဆက်လက်ချင်းကပ်ခဲ့ပြီးတဲ့နောက်မှာဟော်ယာနီလူမျိုးတွေကလည်းချပြီးလက်ဆောင်ကိုကောက်ယူခဲ့ကြတယ်။အဲဒါကြောင့်သူတို့ကကူရာမြေပိမာရှိတဲ့အမေရီယန်ကြီးရွာအနီးနားမှာစကန်းချဖို့တဲ့ဆုံးဖြတ်ခဲ့ကြပြီးတော့မြေပြင်ကိုဆင်းပြီးတော့ ငါတို့ကမင်းတို့ရဲ့တငယ်ချင်းတွေပါငါတို့မင်းကိုရံမလုပ်ပါဘူးဆိုပြီးတော့ပေါ်ရာနီလူမျိုးတွေရဲ့ဇကားနဲ့စူးစမ်းပြီးတော့ဟစ်အော်နှုတ်ဆက်ခဲ့ပါတယ်အဲ့နောက်မှာတော့ဟာအူရာနီလူမျိုး၃ယောက်ကပုန်းနေနေရကနေပြီးတော့ထွက်လာခဲ့ကြတယ်အဲ့နေမဲ့သူတွေကစူးစမ်းလူစိတ်ရှိတဲ့နဲအကီဝီလို့ခေါ်တဲ့လူတယောက်ကလင်းရင်စီးကျင်တယ်လို့ပြောတဲ့အတွက်စီးကွင်ပေးပြီးတော့လူရိုင်းနေနဲ့ရင်းနှီးမှုယူခဲ့ပါတယ်အဲ့လိုနဲ့ဂျင်မီနိုဖွဲ့ကတော့ဟာအူရာနီလူမျိုးစုတွေစီကိုပထမဆုံးချိန်ချင်းကပ်မှုကအောင်မြင်ခဲ့ပြီးတော့နေရက်ကိုခဏလောက်ပြန်လာခဲ့ကြတယ် နောက်ပိုင်း1956ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာတော့ဒုတိယအကြိမ်ထွက်လာခဲ့ကြတယ်။ပြီးတော့အရင်စကန်းကြားခဲ့နေရမှာပဲလေရင်ကိုဆင်းသက်ပြီးတော့အရင်တော့အနည်းတိုင်းပဲနှုတ်ဆက်အော်ခေါ်ခဲ့ကြပါတယ်။အဲ့လိုအော်ခေါ်တဲ့အချိန်မှာပဲဆယ်ယောက်လောက်ရှိတဲ့အဖွဲ့ကလှန်နေကြပြီးတော့ပြေးလာခဲ့ကြတာကိုသူတို့လှမ်းမြင်လိုက်ရတယ်။အဲ့လိုလာတော့ဂျင်းတို့ဘွဲကအိုးကြည့်ပါဦးပထမအကြိမ်ထက်ပိုပြီးတော့များလာတယ်။ဒီနေ့တော့ရွာထဲဝင်ပြီးတော့အေဝင်ဂေးလီတရားဝေငှတော့မယ်လို့ပြောပြီးတော့ဂျင်းကဝမ်းသာအားရနဲ့မြစ်ထဲဆင်းပြီးတော့လက်ပြနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက် ဟွာအူရာနီလူမျိုးစုတွေစီကပြစ်လွတ်လိုက်တဲ့လှံကဂျင်းမြဲရင်ဘက်ကိုထိုးဆိုင်ပြီးတော့ရေပြင်ပေါ်လဲကျသွားပါတော့တယ်။အဲဒီနောက်ထပ်အဆက်မပြတ်ပြစ်လွတ်လိုက်တဲ့လှံတွေကလည်းတခြားအဖွဲ့ဝင်တွေရဲ့ရင်ဘက်နဲ့ကြောပြင်တွေကိုထိုးဆိုင်ကအဲ့ညမှာပဲဂျင်းနဲ့တငယ်ချင်း၄ယောက်စလုံးကအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။အဲဒီလိုနဲ့နှင်းနှင်းငယ်ကြပြီးတဲ့နောက်မှာတော့ဂျင်းမြဲဇနီးအဲလစ်ဘန်နဲ့တခြားသောသာသနာပြုတွေကအဲ့ညကိုပြန်သွားပြီးတော့အင်ဝင်ဂေလီလင်းကောင်ဝင်းကားခဲ့ကြတယ်။အဲဒီလိုနဲ့နောက်မှာတော့ဂျင်းနဲ့တငယ်ချင်း၄ယောက်စလုံးကိုတတ်ခဲ့တဲ့ လူရိုင်းတွေကလည်းတီတီကေတီညင်ရခဲ့ကြပါတယ်